ပြင်ချင်တယ်။အဲကြောင့်ပြင်ချင်လဲဆိုတာကဒီမှာထွက်လာတာ9နှစ်လောက်ရှိပြီလားပြင်ချင်လို့။ပြရတော့ပြကြတယ်ဘာမှမပြအေးချလို့ရှိတော့အခုဘာဖြစ်နေလဲဘာမှမပြအေးချဦးလေဘယ်လိုမျိုးမအေးချနိုင်လဲချက်တော့ပြပြပါလား။အေးကြလို့ရှုပ်ဟောတာလေဟောတာလေရှုပ်တာဟောဒီကြီးအဲ့ဒီပါရင်းနဲ့ဟောရတယ်နော်။ဒါကြောင့်မပြေဘူး။ဒီကြီးပြေးဒီပါရင်းနဲ့ရှုပ်ရှက်ခတ်တာ။ အကယ်ပြန်မယ်အခုအချိန်နေပြန်နိုင်မယ်ဆိုရင်ရောဘယ်လိုလုပ်မလဲပြရသေးဘူးဟိုမှာအေးကြမှမအေးကြသေးပဲ။အေးကြလို့စီတော့မပြဘူး။အေးကြလို့စီတော့ဟိုနဲ့ကကြသွားရေးပါမယ်ပဲ။ဘာကြောင့်မပြောင်းခြင်းသေးလဲဆိုတော့ကျမတို့ကဒီကိုတတ်လာတဲ့အချိန်မှာအနောက်ကအခြေအနေတွေဘာတွေတွေကကိုယ်မှမရှိတော့ဘူးလေ။ပြန်ရင်လည်းအစအပြန်စားရမယ့်ပုံစံမျိုးဖြစ်နေတယ်။လောလောဆယ်ဒီမှာနေနေတာကကိုယ့်အကူပုံမှန်လေးသွားနေတယ်ဆိုတော့အဲ့ဒီအကြောင်းပေါ့။ ဓိကချက်ကတော့ဒီထဲမှာနေနေစားနေရတယ်လောလောဆယ်လောက်ကိုင်းဒီလုပ်ငန်းလေးရှိနေတဲ့အတွက်အဆင်ပြေနေတယ်အဲ့ဒါကြောင့်အာကျွန်မအဲ့ဒီမှာဘောရမှာစာကလေးတွေကိုပြဆက်နေပြီကြောက်တက်ပြီးလို့ရှိရင်လေအဲ့ဒီမှာတချို့မတက်နိုင်တဲ့ကလေးတွေလေရှိတယ်အဲ့ဒီမျိုးပြန်ပြီးဝိုင်းကူလုံးမှာဝင်တော့တမီးတို့အဲ့ဒီမှာဟိုစအတင်းတော့ရှိရတယ်အဲ့အတင်းတော့ပြန်ပို့လို့ရှိတယ်တမီးပြန်မှာပြန်လုပ်ပြီး ဘာကြောင့်မပြန်လဲဆိုလို့စအခုလိုပဲပေါ့ကျွန်တော်တို့တွေ့ဆိုလို့ရှိရင်လေမီချောင်းမြောင်းလည်းမရှိဘူးဟောလားနေရထိုင်ခြင်းကကျွန်တော်တို့တွေ့မရှိတဲ့ပုံမှာလောက်ကင် စားပေါက်ဖို့လည်းအဆင်မပြေသလိုကျွန်တော်တို့ဘယ်သူမှထောက်ခုရလို့မရှိတော့ကျွန်တော်တို့ကထောက်ခုတဲ့နေရာကိုလာပြီးမိခိုးတော့ကျတို့ရဲ့ပေးတဲ့တွေးတဲ့အားလုံးနေရာကမှာကျွန်တော်တို့တွေ့ကိုတက်တက်တတနဲ့ရှိခဲ့တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကပရိုဂရမ်မီပြင်မှတ်နေတာပေါ့ခက်ခက်နေ que bata de baba mdule ta wera pa me que le le ne pa que te le pata aro na mia o pa ma o te ni wa te ni wa la ma te na ke ne po o nyo nyi wa li ma pa kho plo ba li ta te se ne pa kho plo ba li kha kha la la se wa me do ma pa ke du pa ke te te de ba ta cha mo a so yang ko yong ji se mi si bu jama ma pya te bu Thank you. ပြန်တော့ပြန်ချင်တာပေါ့ဘယ်လိုပြောမလဲဘာမှအမကညမရှိဘူးပေါ့ဟာတော့ဘယ်လိုပြန်ပြီးတော့ဘာမှအမကညမရှိဘူးဘာမှပြီးမပြန်ချင်ဘူးလားဘယ်မှာစကားပြောမတတ်ဘူးလေအာအဲ့ဒါကိအဲ့ဒါကိမနာကိခုခုလာလိဒါဒါချက်ကိုနားခုနေတဲ့အဲ့ဒါကိရောတမ်းမနာကကိုတန်းခုပြီးတော့အချိန်တန်တော့ကျွန်တော်ပြန်ပေါ့အခုလောလောဆယ်တော့သူတို့မပြောချိုးမပြန်သေးဘူး